ထောက်သိန်းဝန်းကျင်မှာတော်တော်လေးခုရပိုင်းလူကြိုက်လဲများသလိုအဝယ်လဲများနေရရမီပတ် SC ဆိုတဲ့အကောင့်အကြောင်းကိုလိုလိုရှင်းနေပြပြပေးမယ်ဒီတက်ပလက်ကပြောရမယ်ဆိုရင်6သိန်းကျော်ဝင်းကျင်မှာသူ့ရဲ့ body သူ့ရဲ့ big guy တခုထဲနဲ့တော်တော်လေးတန်တယ်လို့ခံစားရတယ် ဒီ tablet တစ်ခုလုံးကို aluminum frame နဲ့လုပ်ပေးထားတယ်။ပြောရမယ်ဆိုလို့ရှိရင်တော့ပြုတ်ကျတာတွေပါတောင်းတန်းပြဿနာမရှိဘူး။ပြဒီကောက်မှာနောက်ထပ်သဘောကျစရာက17လက်မရှိရဲ့သူ့ရဲ့ display IPS LCD ကိုတော့11 inch ဒါပေမဲ့ 90Hz ထည့်ထားပြီးလေဆိုတော့ social media တွေတုံးတဲ့အခါမှာနောက်ဒီ tablet နဲ့အလုပ်လုပ်တဲ့အခါတိုင်းတုံးတဲ့အခါတိုင်းမှာတော်တော်လေးကိုမှ smooth ဖြစ်တယ်။မျက်စိချင်းနဲ့ကြည့်ရတာအဆင်ပြေရဲ့ချောချောမှုလေးရှိရလို့ခံစားရတယ်။ performance နဲ့တိတ်ပြီးပူကြမှာဒီကောက်မှာ snapdragon 680ကိုထည့်ပေးထားတာဆိုတော့ဒီ snapdragon 680ရဲ့ performance က ခုနေထားမှာတော့အရင်ကြီးမကောင်းဆိုရင်ပဲလေအပေါ်ပါပါ daily use မှာပြီးတော့ကျွန်တော်တို့ဒီ game ပေါ်ပါလေးဆော့တာဒါမျိုးတွေတော့ကောင်းကောင်းအသုံးဝင်တယ်ပြောချင်တာကကိုယ့်လူကိုယ်တိုင်တုံးနေရဲ့ဒီ daily use မှာ social media application တွေတခြား application တွေအကုန်လုံးကဒီ snapdragon 680နဲ့ကောင်းကောင်းတုံးလို့ရရဲ့ဒီ snapdragon 680ရပဲကောင်းကောင်း handle လုပ်ပေးနိုင်လိမ့်မယ်အဲပြီးတော့ဒီကောက်မှာနောက်တစ်ချက်က battery life သူရဲ့ battery က6000 mAh ဆိုတော့တနည်းကောင်းကောင်းအသုံးခံတယ် ။ဘာပြောဒီဈေးနှုန်းနဲ့ဒီ battery life နဲ့ကလည်းအဆင်ပြေလို့ပြောလို့ရတယ်။အဲ့ပြီးတော့ entertainment ဘိုင်းသုံးမယ်ဆိုရင်လည်းသွားပြီးရှုပ်လို့မရဘူး။ဒီကောင်းမှာ stereo speaker လေးလုံးထည့်ပေးထားတာဆိုတော့အတန်ဘိုင်းကလည်းတော်တော်လေးကိုမှကောင်းတယ်။ဘာပြောကြောင်ရုပ်ရှင်ကြည့်တဲ့အခါတွေ Netflix ကြည့်တဲ့အခါတွေဘာလဲဆိုရင်ဗန် video တွေကြည့်တဲ့အခါတွေပေါ့ဒါတွေဘလို့ပဲကြည့်ကြည့်သူရဲ့အတန်တော့ကတော်တော်လေးကိုမှအဆင်ပြေလို့ပြောလို့ရတယ်။ဆိုတော့ဗျာပြောမယ်ဆိုရင်6သိန်းကျော်ဝန်းကျင်မှာဒီ Redmi Pad SE ရဲ့ ဘေး quality ရေ performance နေ design နေ display နေ battery life တွေကသူစေးနဲ့တူတော်တာတော်တော်လေးကိုမှတန်တယ်လို့ ပြောလို့ရတယ်အာနာကျန်နေနဲ့ဆင်းသုံးလို့မရလေတခုပဲဒါကတော့ပြဿနာမရှိပါဘူးများသောအားဖြင့် tablet တော်များကဆင်းသုံးလို့မရမျိုးတွေများတယ်ရှောင်းမီက Redmi 10 tablet တော်များမှာပြဒီကောင်ရဲ့ကင်မရာက8 megapixel main camera နဲ့5 megapixel selfie camera ပါတာဖြစ်တဲ့အတွက်ကျွန်တော်တို့ zoom နေပါတယ်သုံးညင်တဲ့သူတွေအတွက်လည်းအဆင်ပြေဒါမှမဟုတ်ကိုကိုက document တွေ scan ဖတ်မယ်ဆိုလည်းပြဿနာသိမရှိဘူးသူ့ရဲ့ကင်မရာကဖုန်းနေလို့တော့မကောင်းဆိုရင် tablet တစ်လုံးအနေနဲ့တော့သူ့ရဲ့6သိန်းကျော်ဆိုတဲ့ဈေးဝင်ချင်မှာတော်တော်လေးတန်တယ်လို့ပြောလို့ရတယ်ဒီလောက်ဆိုရင်တော့ Redmi Pad SE ကို ဘယ်လိုလူတွေဝယ်ရမလဲဘယ်လိုလူတွေနဲ့ပို့ပြီးတင်တော်မလဲဒီကောင်ကဘာတွေကောင်းလာလဲသိပါလားဘယ်လိုထင်လဲဆိုတော့ကိုလိုလိုဆိုရင်ရော6သိန်းကျော်ဝင်းကျင်မှာဒီကောင်ကဘယ်လိုမျိုးမြင်လဲလက်ရှိ3နေရဆိုပြီးရရှိလားဘာအားသာချက်တွေအားရချက်တွေရှိလဲအောက်ဘက် comment မှာဆွေးနွေးကြပါအောင်ဆိုတော့ကျွန်တော်တို့နောက်မှတွေ့ကြပါအောင်အားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော် admin ကြော်ကြီးပါ Yangon Mobile Store